တီတီအော်ရီဘုတ် channel ကိုအားပေးနေကြတဲ့စာချစ်သူ အားလုံးပဲမင်္ဂလာညချမ်းပါဒီနေ့မှဆိုရင်တော့ဆရာအက္ခဆောရေးသားထားတဲ့ဇုံလီကြီးဥပဒါနဲ့တောင်လုံးကျန်ခဲ့ဘန်းလိုမိရတဲ့ပရလောကဇလံကောင်းလေးကိုတင်ဆက်ပေးပါရစေခင်ဗျာတကူးကဆုံးဆိုရင်တော့တောင်မကြီးပေါ်ကဖြတ်တိုက်လာတဲ့လေတွေထဲမှာတင်းတင်းပြန့်ပြန့်နဲ့လေးတွေပါလာတတ်တယ်တောင်မကြီးဆိုလို့ မိန်းကလေးတောင်းလို့တော့မထင်လိုက်နဲ့ဗျကြီးတဲ့အရာမို့လို့မလို့တက်ခေါ်တာမဆိုတာမိန်းမဆိုတဲ့အဖိုနဲ့အမကိုပြောရတယ်မဟုတ်ပဲကြီးမလားဆိုရင်မထက်ခေါ်တတ်ကြတယ်ဗျဒါထဲမှာတော့အရွက်ကြီးကြီးနဲ့ဓာတ်ကိုတမားရတဲ့ခြေချောင်းမှာတော့အကြီးဆုံးခြေချောင်းကိုခြေမလက်ချောင်းကိုလက်မတယ်လေမြေချောင်းဆိုရင်လည်းချောင်းလေးကိုချောင်းသွဲချောင်းကြီးကိုချောင်းမကြီးလို့ခေါ်တတ်ကြတာလားတောင်ဆိုရင်လည်းတောင်ရိုး တောင်ထွတ်တောင်ကြီးကြတော့တောင်မကြီးလို့ခေါ်ကြတာပေါ့ဗျာကျတို့ရွာကနေတက်သွားရင်တောင်ရိုးလေးပေါ့ကိုနေ့တစ်ပိုင်းမချိုးခင်တက်နိုင်တယ်ဗျာအဲ့တောင်ရိုးကနေဆက်တက်သွားရင်တော့တောင်မကြီးပေါ့ကိုတက်နိုင်တာပေါ့တဲ့လောက်နှီးပါတော့တက်ရတာပေါ့ဗျာကျတို့ရွာနောက်တောင်ဘက်တကြောကိုကြည့်လိုက်မယ်ဆိုရင် မိုက်ပြပြမုံရည်နဲ့တောင်မကြီးရဲ့လောက်ကိုမြင်တွေ့နိုင်ပါလေဒီလိုຫນွေရောက်ရင် တောင်မောင်ကအင်ဂျင်ပန်းဝင်တွေကပွင့်နေကြပြီ အင်ဂျင်ပင်ဆိုလို့လည်းနှမျိုးရှိသေးတယ်။အောက်ပြဘက်မှာတော့ပန်းပွင့်အကြီးကြီးပွင့်တဲ့ပန်းအင်ဂျင်ဆိုတာရှိသေးတယ်ဗျ။တစ်နှစ်ပတ်လုံးပွင့်တယ်လို့အတော်လဲမွေးတယ်ဗျ။ကျတော့အထက်ဘက်တော့အထက်မှာပေါက်တဲ့အင်ဂျင်ကြတော့တစ်နှစ်ပတ်လုံးမပွင့်ပါဘူး။ပွင့်ရင်လည်းအပွင့်သေးသေးဝါဝါလေးနေနဲ့ပွင့်နေကြတာ။သစ်အင်ဂျင်လို့ခေါ်ရင်လည်းမမောက်ဘူးဗျ။အင်ဂျင်ပွင့်ကလေးတွေနဲ့အနံ့တက်ကတင်းတင်းလေးတမျိုးလေးကိုမွေးတာဗျ။အနည်းကနဲ့ရင်တိတ်မမွေးတာဘူး။ အင်ဂျင်နံကဝေးလေလေကြိုင်လေလေပဲ။နှွေလေဝေမှာအင်ဂျင်နံမွမွေးလေးကိုရှူလိုက်ရတာကလည်းအမောပန်းကိုပြင်းနေရောပြို့။အညာရဲ့နန်းလို့ဆိုမလားပဲ။အင်ဂျင်ဝင်နေဝေးနေအောင်ပွင့်ပြီဆိုရင်တတော်လုံးမွေးတတော်လုံးတော့ကြိုင်တဲ့နေလို့တောင်လုံးကြိုင်ရဲ့လို့တင်စားပြီးတော့ခေါ်ဝေါ်တတ်ကြပါလေ။ဥပပါကြီးကျုပ်တောင်ရုံးပေါ်တဲအောင်မလား။လိုက်ခဲ့အောင်မလား။ကျုပ်လာခေါ်လဲဆိုရင် ဥပသားကြီးကသူ့ကိုဘာသုံးချအောင်မလဲဆိုပြီးတော့ထင်းနေရတာပြုဒီတခါကြုတ်ခေါ်တော့ तू ကအင်းနေနေနဲ့ဗျအင်းရှိကုပြမရင်းနှီးပူပူတစ်ခွက်ကိုမှုတ်တောင်းရင်းနဲ့သူ့ကိုမျက်မှောင်ကြီးကြုတ်ပြီးကြည့်နေတာမင်းကတောင်ရိုးပေါ်ကိုဘာသွားလို့မှာတော့တခြားမဟုတ်ပါဘူးဗျာအင်းကျင်းသာသွားရှာမလို့ဗျအဲ့ဒါဥပသားကြီးလည်းအသားလိုရင်လက်ခဲ့ပေါ့ဥပသားကြီးကတစ်ချက်စဉ်းစားတယ်ဗျအေးလေမစိုးပါဘူးငါလည်းလဲတော့ကွာလိုးနေတာဆိုတော့ ဂိုင်းခွာကောင်းကောင်းတွေ့ရင်ငါ့ကိုပေးဖို့ကွာအချင်းချင်းပဲဗျာပြောစရာလိုသေးလို့လားကဲဒါဖြင့်ကျုပ်မနေ့ပြန်မနေ့စောစောတောင်းဦးပေါ်တက်မယ်ဗျာဥပပါကြီးအစ်စ်ပြင်ထားလိုက်အောင်မမင်းရမြငါ့ကိုပြောရစီရှိသေးတယ်မင်းသာနောက်မကြစေနဲ့ဟေးကျုပ်လည်းဥပပါအင်းကနေပြန်ခဲ့တာပေါ့အင်းချင်းသားဆိုတာတက်သားဖြစ်သုံးလို့တိတ်ကောင်းတာဗျာကျတော့အိမ်မှာတော့လဲတော့ခွထဲယူပြီးတော့လဲဝင်ယူဖြစ်သုံးကြသေးတယ် ိုတကလက်ဝင်ရိုးကျိုးသွားပြီးတော့အိမ်မှာဝင်ရိုးပေါ်ကလည်းမရှိတော့ဘူးလေစေမျိုးတွေကလည်းဝင်ရိုးလိုတယ်ဆိုတော့အင်ဂျင်ပင်တပင်ကောင်းကောင်းလောက်ရှာပြီးဝင်ရိုးခွဲယူရမှာပေါ့ညနေစာတပင်စားပြီးတော့အင်ရေးဝအောင်အိမ်မဲလို့ကြမ်းလိုက်တယ်ဒါပေမဲ့အခုမှတပင်စားပြီးတာဆိုတော့လေတိုက်အိမ်လို့ဘယ်ဖြစ်မလဲဗျာဒါနဲ့ကုတ်ပြပေါ်မှာဒူးတင်ထိုင်ရင်တောင်စင်းစားမြောက်စင်းစားနေပေါ့ DJ တောင်ရိုးဘက်ကလေဝိမှာအင်ဂျင်ပန်းနဲ့တင်းတင်းကလည်းနှာခေါင်းထဲကိုဝင်လာသည်ဗျ မွေးလိုက်ကြိုင်လိုက်တာဗျာရင်ထဲကိုအေးသွားတာပဲအလက်ကောင်အလက်ကောင်ကြီးခြံထဲကိုဝင်လာတော့ငဆွေနဲ့ကာလာသာ၃လရောက်ဗျာသူတို့ဝင်လာပြီးကြုံနားမှာလာထိုင်ကြတာပေါ့ငဆွေဆိုတာကမျက်လုံးဆွေနေလို့အဲ့ဒီနာမည်ရထားတာဗျာသူများရေလို့မျက်လုံးကစုနေတာမဟုတ်ပဲဘယ်ဘက်မျက်လုံးကဘယ်ကိုကြည့်ညာဘက်မျက်လုံးကညာဘက်ကိုဆွေးနေတာဗျာမသိရင်ပုတ်တင်ကောင်ရဲ့မျက်လုံးလိုပဲပြော ငဆွေနဲ့လမ်းသွားရင်စိတ်ချရတယ်ကွာဒီကောင်ကဘယ်ဘက်လဲမြင်နေညာဘက်လဲမြင်မိသားဆိုတော့မြင်ခွင့်ကျေတာပေါ့ဒါကကျွတ်စားလောင်နေကြစကားငဆွေကတော့စိတ်မဆိုးတတ်ဘူးကျွတ်စီမဲ့တော့သူများရဲ့အားနဲ့ချက်ကိုအဲ့လိုစတာနောက်တာထုံးစံဖြစ်နေပြီလေအခုခင်များဆိုရင်တော့လူချင်းချင်းနှိမ်ကြတယ်လို့ထင်ကြမလားမသိပါဘူးဗျာဘယ်ကလာစိတ်ချရမှာလဲကွာငဆွေကဘယ်ညာဥသားတပြိုင်တည်းမြင်ရတာအရှိ့ကိုတော့မမြင်ဘူးဟေ့ လမ်းသွားရင်အောက်ကငုတ်ကိုခလုတ်တိုက်ပြီးတော့ချော်လဲမာ၏ကာလာသားတယောက်ကရှုံးဖောက်လိုက်တော့ကျွတ်တူလဲဝမ်းရည်ကြတာပေါ့မဆွေရကြုံနားကိုကတ်လာတယ်အလက်ကောင်မတို့ဒီညကွက်တော်ရိုးအိမ်ကိုသွားပြီးတော့နှိုက်မလို့ကွာအာဖြစ်ပါမလားငဆွေရကျုပ်ကမနဲ့စောကြီးတောင်ဘူးပေါ်တက်အောင်ပါနော်အာကွာဖြစ်ပါတယ်တိတ်လဲညမနေဘူးလက်ခဲစမ်းပါကွာနော်ကျုပ်လဲခေါင်းညိလိုက်တယ်ပြော နိုင်တယ်ဆိုတာကျွတ်တို့ရဲ့အရက်အခေါ်ပေါ့ကျွတ်တို့ဘက်ကအိမ်နေမယ်အင်ငန်းကျမ်းပေါက်ကလေးတွေကိုလက်တဝါးစာဖွင့်ထားတဲ့နေရာလေးတွေရှိရယ်တချို့ကြတော့လည်းကျမ်းကိုပြန်ဖုံးလို့ရအောင်လှုပ်ထားတာပေါ့အဲ့ဒီပေါက်ကနေပြီးတော့အပြိုတို့လူပြိုတို့ကအချင်းချင်းနိုင်ကြတယ်ဗျာနိုင်တယ်ဆိုတာတမျိုးမထင်တဲ့ဗျို့လက်နဲ့နှိုက်ပြီးတော့အချင်းချင်းလက်ကမ်းရတာဗျာတောသူတောင်ကဆိုတော့တနေကုန်အလုံးနဲ့လက်နဲ့ပြတ်တယ်မရှိဘူးယောက်ျားကလည်းယောက်ျားလေးလောက်မိန်းကလည်းမိန်းကလေးလျောက်အလုံးလိုရတာဟုတ် ီတော့လေတကူတကချိန်တွေဟိုအချိန်မရှိဘူးလေအခုလို့ညဆိုရင်အပြူလူပြောကတယောက်ကအိမ်ပေါ်ကတယောက်ကအိမ်ရောက်ကချိန်တွေပြီးချစ်ချောင်းကြိုင်ချောင်းပြောရတာပေါ့အဲ့ဒီကနေတစ်ဆက်တက်လာရင်တော့အပေါက်ကနေလက်နဲ့လက်ချေးကြိုင်ပြီးလွမ်းကြတာပေါ့ဗျာအပေါက်ကနေအဲ့ဒါကိုနှိုက်တယ်လို့ပြောကြတာငါဆိုရညမနေဘူးသားပြောတာအရက်တောက်လိုက်တချင်းဆူလိုက်နေဆိုတော့ဘွတ်တော်တို့အိမ်ကိုကျွတ်တို့ရောက်တော့ကိုးနိုင်တာတာရှိပြီ ည9နာရီဆိုတာကျွတ်တို့လွားလူတွေအတွက်တော့အိယာဝင်ချိန်ပေါ့ကလေးတွေဆိုတရေးတောင်ရတော့ပြီလျက်စကမီကမရှိတော့ဘူးညဆိုရင်မိခွန်မိပြီးအိတ်ကြတာပဲလေမနေ့ဆိုရင်3နာရီ4နာရီလောက်ဆိုအားလုံးလိုလိုကအိယာထားကြတာပဲမလားကွက်တော်မားတို့အိမ်နောက်ချမ်းစီရိုးကိုအตาလေးကြော်တက်လိုက်ပြီးတော့ကွက်တော်မားအိတ်တဲ့အခန်းအောက်ကိုလာခဲ့တယ်ဗျာငါဆွေရကြိုတင်အချင်းချက်လှုပ်ထားပြီးသားဆိုတော့ဘာမှမလို့ထွေထူးထူးမလို့ဘူးကျွတ်တို့ရောက်ပြီးတော့ အိမ်ရောက်ကနေနွားဟော်သားလိုလိုအတန်ပေးလိုက်တော့အိမ်ပေါ်ကမှမိခွေအလင်းရောင်လင်းသွားတယ်။ငါဆွေလဲစောင့်နေတာပေါ့။မကြောက်ဘူးပြို။ကွက်တော်မတို့ကြမ်းမှလှုပ်ထားတဲ့အပေါက်ကလေးကပွင့်သွားတယ်။ငါဆွေကလည်းချစ်သူနဲ့လွမ်းနေတာကြာပြီဆိုတော့အပေါက်ထဲကိုပြေးပြီးနှိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲအပေါ်ကနေအော်တန်ကြားရတယ်။ဟဲ့တောက်ခွေ။အော်တန်ကြားပြီးတော့မကြောက်ဘူးပြို။ကြမ်းပေါက်ကနေရေရေကျလာလား။ဒါကလည်းအထာရှိတယ်။ အပြိုတွေကသူတို့ကိုလာတွေ့တဲ့လူကိုပြန်စီကျင်တဲ့ခါကျရင်ရင်နဲ့လောင်းချတတ်တယ်။တချို့ကလည်းမြင်မြင်ကန်ရင်နှွေးပူနဲ့လောင်းတာ။အခုလည်းငဆွေရဲ့တကူလုံးကိုရေတွေရွှဲသွားတာပေါ့။တက်တူကလည်းရေတွေကလာစင်းနေရေတွေကခန့်နှွေးနှွေးရေပြို။ဟဲ့နင်တို့နိုင်တာငါဖိဟဲ့မသားရရဲ့ဒီတော့မှကျွတ်တို့ပေါ်ကြလာတဲ့ရည်တွေကသေးတယ်မှန်သိပြီးကျွတ်တို့ထွက်ပြေးကြတာပေါ့ငဆွေရောသေးတယ်ဆိုရွှဲပြီးသေးနံတွေကိုမှုန်ထူနေရပဲပြော ကျုပ်ပြောဖို့မိခဲ့တာကအဲ့ဒီအပေါက်ကလူပြိုပြိုနှဲ့ယုံတယ်မကဘူးညဘက်ဆိုရင်အပေါက်ဖွင့်ပြီးရှူရှူလေးပန်းချလို့ရသေးတယ်ခုနကကြားရတဲ့အတန်းကွက်တော်မေးရဲ့အတန်းဘွားတော်ကတရင်နှုတ်ပြီးတော့အပေါက်ဖွင့်ပြီးတိထပန်းတာဖြစ်မှာပေါ့အောက်ကငဆွေရလဲနှိုက်တော့လန့်သွားပုံရမှာတတူကလဲငဆွေကိုကြည့်ပြီးရီလာရဖတ်ဖတ်မော်ပြူဒါနဲ့ပဲအိမ်ပြန်ရောက်တော့စေနာကြီးကျော်၁၇နှစ်ထိုးပြီဗျအချိန်မသိရတကောင်ကျက်တချို့ကတောင်ထထွန်းနေပြီ တုပ်လဲသေးပြီးရဲ့နေရာတွေကိုဆေးပြီးတော့ကမန်းကနန်းအိပ်ရတာပေါ့မနဲ့စောစောလဲထအောင်မေးဟဲ့တော့တက်မဲ့အကောင်ကအိပ်ပုတ်ကြည့်နေပါလားနင်တို့တော့ကြည့်ပါအောင်မေးဟေးအမေရဲ့စူညာနန်းကြားတော့မှတုပ်လဲနိုးတယ်နားရင်ကြည့်တော့9နာရီထိုးတော့မေးဒီတော့မှအိပ်ရကအမြန်ထမိဖို့တွေကစားသွားနိုင်တာပေါ့အမေကမပဲကြော်လေးတွေကြော်ရင်ကျုပ်ကအကြောင်းမူရဲ့ရောင်းမှန်နဲ့ခေါင်းခေါက်လိုက်သေးတယ်။ကျုပ်ကလည်းအင်းရှိပြေးထွက်လာပြီးစားနေသွားဖို့ပို့ နဲ့နာတဲ့ခြေလက်ဆေးပြီးအမေပြင်ပြီးတဲ့ထမင်းကိုအပြေလွှာစားရတာပေါ့မဘဲကိုကွင်းလေးလေးလှုပ်ပြီးကြော်ထားတဲ့အကျော်ရင်နောက်ပြီးတော့တည့်ရတိကလေးတဲလေးရဲ့ထမင်းကိုနှမ်းစီဆန်းပြီးတော့အပေါ်ကနေမြေပဲဆောင်ကျော်လေးဖြူပြီးစားလိုက်ရင်ကျွတ်တို့အတွက်မနှက်စာပြီးပြီဗျစားတော့ပြီးတော့တဲ့ရင်သုံးနေဖြင်းချမ်းလွယ်အိတ်ထဲကိုလူရာလေးကမန်းကနက်ထက်အိမ်မောကပြင်းစင်ပြီးတော့လှဲစင်ရတာပေါ့ဟင်ဤပါကနီမှာဤလွင်းရှာလေဆိုတာနင်တို့လိုကောင်းတွေပြောတာဟေ့ ဟာအမင်းကလေအမင်းတော်ဣဗန်ကနီဣဗန်ရှာလို့လားကြုံတဲ့နေရာပုံခဲ့တာများတောက်ကလဲစင်ပြောလိုက်ပြီးတော့လဲဝော်ခုန်တက်ပြီးအိမ်ကနေအမြန်မောင်းခဲ့ရတာပေါ့ဒီတခါတော့ကြုတ်တယောက်တည်းပြူဥပါသားကြီးရဲ့အင်းရှိကိုရောက်တော့ဥပါသားကြီးကအင်းရှိမှာလွဲကိုဘေးချကုတ်ပစ်ပေါ်ထိုင်းနေတာကြုတ်လဲရောက်တော့ကြုတ်ကိုအကြည့်တမျိုးနဲ့ထက်ကြည့်တယ်လူကြီးဆိုတော့လေအထင်သေးတယ်အကြည့်ပေါ့ဗျာဟေ့အောင်ဒါလားကွာမင်းရဲ့မနှစောစော ကျုပ်လည်းဘာမှပြန်မပြောနိုင်တော့သွားဖြစ်နေတာပေါ့ဥပသားကြီးကလက်ဝတက်လာတယ်ဆိုရင်မဲ့ကျုပ်ကလက်ကိုအတင်းမောင်းတာဗျအေးရွာထိတ်ကိုလည်းရောက်ရောကျုပ်ဦးလေးတယောက်ကျုပ်ကိုတယောက်လိုက်လာသဗျရွာပြင်နှကုနှောက်အောင်ရောက်တော့ငဆွေရမျက်နှာကြီးစုပုတ်ပြီးတော့ထိုင်းနေတာပဲဟေးလက်ကောင်ငါလက်လိုက်မယ်ကွာအာဗျာကျုပ်တို့ကတောင်ရိုးပေါ်တက်မှာနော်မိုးချိုလောက်မှပြန်ရောက်မှာရပါလေကွာငါလိုက်မယ်ဟေးအောင်ကြီးငဆွေရအဝတ်တည်းကိုတခုနဲ့လက်ဝခုံတက်လိုက်လာရော ကျုပ်လည်းမငင်းနိုင်တော့ဘူးလေအဖော်လဲရပြီးတော့ငဆွေကလည်းညာသူ့တရင် ရွာထဲပြန်နေရဲဆိုတော့ရွာထဲမှာမနေပဲရှောင်းရင်တဲ့သဘောပေါ့တက်တို့ထွက်လာတာက နေ့လေမိုးမတက်ခင် တောင်ချီယူကိုအရောက်လာတာဗျနွားတွေကိုအရေးအောက်မှချီးပြီးတော့တောထဲတက်ခဲ့တာပဲကျုပ်ကိုတယောက်ကတော့လဲဆောင်ပြီးကြံနေခဲ့တာပေါ့တတော်လုံးတတော်လုံးကလည်းအင်ဂျင်မန်းရင်တန်လေးတွေကတင်းတင်းကိုမွေးနေရောကျုပ်ကလွယ်လွယ်ဓာတ်တလက်နဲ့ရှေ့ကတက်တယ် ဥပသာကြီးကတောင်းကြီးတစ်လုံးကိုပိုက်ကိုယ့်ရဲ့ကလည်းမပောင်ဖြစ်သေးတယ်ဗျို့ကျွန်တော်နောက်ကငဆွေရတော့ကျုပ်မေကစားဖို့တောက်ဖို့ထည့်ပေးလိုက်တဲ့ခန်းတောင်းလေးကိုပိုက်ပြီးပစိန်ထန်လိုက်လာတာပေါ့ဦးလေးကလည်းထမင်းတဲလာတဲ့တောင်းလေးပိုက်ပြီးဆက်လိုက်လာကြတာပေါ့တောအုပ်ထဲကိုရောက်တော့တောက်ပြာတစ်ခုပေါ်မှာဖက်ကင်ပြီးအင်းကထည့်ပေးလိုက်တဲ့စားစရာတွေကနေနည်းနည်းစီယူထည့်လိုက်တယ်ဥပသာကြီးကကိုယ်ရထည့်တယ်စီးဘောလေးလေးထည့်ပြီးတော့တောပိုင်းတောင်ပိုင်းကခင်ဗျာ တက်ကောင်းဝါကောင်းရောက်အောင်ဆောင်မကြပါဘေးကင်းအောင်လဲဆောက်ရှောက်ပါအဲ့လိုတောပိုင်တောပိုင်ကိုမြှောက်ပြီးတော့ဆက်တက်လာတာပေါ့တောအထက်ကတက်ပင်တော်တော်များများကနှွေရဲ့အပူတန်ကိုခမ်းလို့အရွက်တွေမရှိဘဲခြောက်တွေ့နေပါပြီအင်ဂျင်ပင်တွေကတော့အပွင့်ဝါဝါနဲ့လှိုင်နေအောင်ပွင့်တာပြိုဒါတင်မကားသည်ဘူးဗျာအင်ဂျင်ရွက်တွေကလည်းစိမ့်ဆူနေကြပဲတော်စကအပင်လေးတွေကတိလဲတိတာဆိုတော့တစ်ကောင်းကောင်းသုံးလို့မရဘူးတက်တို့တော်လည်းရင် နှစ်နာရီလောက်ကြာတော့တောင်ကြိုင်ကလေးကိုရောက်လာတယ်။တောင်ကြိုင်ထဲမှာတကြီးဝါကြီးပေါ်တယ်။မကြဘူးပြို့ကျွတ်တို့အင်ဂျင်မင်ကောင်းကောင်းကိုတွေ့ပါရော။အင်ဂျင်မင်ကတိတ်ကြီးဖို့မလိုဘူး။ထွာဆန်ရောက်ဆိုအဆင်ပြေတယ်။ဒီပင်ကတော့ထိတ်မှနှစ်ခေါက်ခွဲပြီးတက်သွားသေးတာဆိုတော့ဥပပါးအတွက်ဓောက်ခွာလို့ပို့အဆင်ပြေတာပေါ့။ကျုပ်လည်းအင်ဂျင်ခုတ်ဖို့လုပ်တာပေါ့။ဥပသားကြီးကတော့ကျုပ်ကိုထိုင်ကြည့်နေတယ်။အဲ့ဒီမှာငဆွေရဆော့ရတာပဲပြို့။ငါပန်းသွားခုဟုတ်မယ်ကွာ။ ွာရောက်တော့ကြွားလူတွေလည်းလိုချင်ပါပေါ့ငဆွေရဲ့အကြံကိုကြုတ်သိပ်တည်တာပေါ့ဗျာကျောက်ကမလောင်းကိုသွားပြီးချော့ရလဲပါတယ်ချစ်သူခွတ်တော်ကိုလည်းပန်းစီချင်ပါပေါ့ဒါနဲ့ငဆွေရတောင်းပေါ်တက်သွားပါလိရောကျုပ်လည်းအပင်ပန်းရှင်တွေကိုတောင်းပန်စရာရှိတာတောင်းပန်ပြီးတော့အပင်ကိုစလှည့်တာပေါ့အပင်ကတော့တိတ်မကြည့်ပါဘူးဗျာဒါပေမဲ့အင်းချင်းသားဆိုတာတိတ်မာတယ်မလားကျတော့အပင်ကိုလှည့်ပြီးတော့တော်တော်မောနေရပြီဥပသားကြီးကအပင်ပေါ်ကရွက်နူတွေကိုချွေး တောင်းတဲ့ကိုထဲ့နေတယ်ကျစ်တူကလည်းကိုင်းနေဖြတ်ပြီးတော့အပင်ကိုပိုက်မို့ပြင်တာပေါ့အဲ့ဒီအချိန်မှာငဆွေတယောက်ခြေလမ်းချင်းနဲ့ပြန်လာပါရောဘယ်နဲ့လဲငဆွေရမင်းပန်းသွားခုမလို့ဆိုငဆွေရဘာမှပြောပဲကျစ်တူနားကကြောက်တုံးတစ်ခုပေါ်စောင့်ဆောင်ထိုင်ပြီးကျစ်တူကိုကြည့်နေတယ်ငုံငေါငေါကြီးနေငါဖိုက်စားတယ်ကွာဖိုက်စားတယ်ငဆွေရထအောင်ရောနေရာလဲမွန်းလွဲပြီးတာတော်တော်ကြာပြီဆိုတော့ ျွတ်တို့လည်းလှုပ်လှဆောက်ကိုလက်ဆက်တက်ပြီးထမင်းစားဖို့ပြင်ရတာပေါ့ဗျာအဲ့ဒီတောင်မှကြောက်ဖြာကြီးပေါ်တယ်ဗျာကြောက်ဖြာကြီးတစ်ချက်တစ်ချက်ကတင်ပြူပြတစ်ချက်လောက်နေပါကြည့်တယ်ကျွတ်တို့လည်းကြောက်ဖြာကြီးကိုမှစူဝိုင်းထိုင်အိမ်ကတဲလာတဲ့ထမင်းထုတ်တွေကိုဖွင့်ပြီးစားဖို့လှုပ်ကြတာပေါ့ခက်တာငဆွေရဘာမှမပါဘူးဆိုတော့ကြုတ်စားမှထမင်းထုတ်ထဲကနေသူ့ကိုခွဲကျူးရတာပေါ့ဥပသာတော့သူ့လွယ်ထည်ကထမင်းထုတ်ကလေးကိုထုတ်ပြီးတော့ဖြည့်ရဲဗျာပဲလော်လေးရဲခဲရင်သေးချက်လေးရဲပဲပါတယ် အတူတူစားကြတာဆိုတော့ဟင်းနေဖလဲပြီးစားတာပေါ့အမေကတော့ကျွတ်တူအတွက်ဖွဲ့ဖွဲ့ရရထည့်ပေးလိုက်ပါလေတည်တည်ကလေးတလေးဆိုရင်အနက်ငုံမွေးနေတာပဲဒါပေမဲ့ကျုပ်တိတ်မစားရပါဘူးဗျာငါဆွေဆိုတဲ့ကောင်ပေါ့အစားပါကြည့်လိုက်ကြဗျာသူ့ထမင်းခွဲတန်းကိုသုံးလုံးလုံးနဲ့ကိုအောင်စားသွားရောဗျို့စောင်းမေငါစားကျင်သေးတယ်ကျုပ်လည်းကျုပ်ထမင်းတို့တွေကတဝက်ကိုထပ်ပြီးထည့်ပေးလိုက်တာကျုပ်ပြန်သုံးလုံးစားတော့ပဲကြံတော့တာငါဆွေကလဝိုင်းနဲ့ ကျုပ်ထည့်ပြီးတဲ့ဓမင်းတွေကိုနေတယ်ပြီးတော့ကျုပ်ဦးလေးတယ်လာတဲ့ဂျိုင်းလေးကပဲဟင်းနေစမ်းပြီးတော့လက်ထဲမှာအဆုတ်လိုက်ဖြစ်အောင်လုံးတာပဲပြီးတော့တည့်တိကလေးတတုံးဖြစ်တဲ့အဲ့ဒီတလုတ်ကိုပါဇက်တဲ့ရှော့ခွန်းနဲ့သွင်းလိုက်တာမျောချတာမြန်လိုက်တာပြောမနေနဲ့ဟာဒီကောင်ကကလားဆားဆားနေတာကွာဥပါသားကြီးကကြီးပေမဲ့ကျုပ်ကမကြီးနိုင်ဘူးပြောကျုပ်ကငဆွေကိုတေချာကြည့်တော့မျက်လုံးကအရသမမျက်လုံးလိုနီလိုအမူအရာကလည်းတော်တော်ပြောင်းသွားတာစကားပြောကလည်းဝဲသွားတယ် စောင်းမယ်ငါငါဘိုက်မော်သည်ကျောဦးလေးကထမင်းကိုတောင်းတဲ့ဖက်ကင်ပြီးလူလူပူပူထဲလာတာဆိုတော့ငါဆွေလိုတော့စားနိုင်အောင်ထမင်းတော်ကိုလှမ်းပေးတယ်ငါဆွေကဘာပြောညာပြောနေထမင်းတော်နဲ့ကိုပဲဟင်းနေကုန်ထက်အလုံးတွေလုတ်ပြီးစားရတာပဲထမင်းတော်နဲ့မှာထမင်းနှလုံးချက်တော့ကြံသေးတယ်ထင်ပါရဲ့ငါဆွေကအားရပါတလုံးပြီးတလုံးကိုစားရတာအော်မေ့နေလိုက်တာကွာငါအိမ်ကယူလာတဲ့ဟင်းတို့ဖြည့်ဖို့မေ့သွားတယ်ဟေ့ ။ဥပဒါကြီးကပြောလိုက်ပြီးသူ့လွဲကိုဖွင့်နေဗျ။နောက်ပြီးတော့လွဲထဲကနေကြက်ပေါင်ကြော်တစ်ချောင်းထုတ်ပြီးတော့ငဆွေအရှိကိုချပေးတာပေါ့။ကြုံလဲစားချင်တာပေါ့။ဒါပေမဲ့ငဆွေကမြန်နေဗျ။ကြက်ပေါင်ကိုယူပြီးတော့အငမ်းမြောင်ကိုကိုက်တာ။ကြက်သားလေးဆိုအထွေးလိုက်ထွေးလိုက်သူ့ပါဇက်ထဲဝင်သွားတာ။အမေကြက်ပေါင်ရိုးရိုးတောင်မှအချောင်းလိုက်ပါဇက်ထဲထိုးသူမီတချွတ်ချွတ်နဲ့ဝါနေသေးတာ။ငဆွေကိုကြည့်ပြီးတော့အားလုံးကလန့်နေကြပြီ။ဒါပေမဲ့ထုတ်တော်လည်းမပြောသေးဘူး။ ျုပ်ဥပသားကြီးကိုကြည့်လိုက်တော့သူလည်းတိနေတဲ့ပုံပဲဟဲ့အောင်ငါဆော်စောင်းမလားငါဆွေရခေါင်းကိုစက္ကနဲ့ညိမ့်နေဥပသားကလွယ်ထင်းအနေလက်တော်လောက်ရှိတဲ့ငါးတောင်ထုတ်ပေးလိုက်ရောငါကျော်ကကျွတ်ပြီးတော့မွေးနေတာပဲငါဆွေရကောက်ပြီးအရိုးပါဝါးဆလိုက်တယ်ဒီလိုနဲ့ဥပသားဟာသူ့လွယ်ထင်းအနေအစားတွေတစ်ခုပြီးတစ်ခုထုတ်ကြွေးတာပေါ့ငါဆွေရထုတ်မြအကုန်ကောက်စားတာပဲကျက်တို့လည်းတော်တော်လန့်နေပြီငါဆွေဖုတ်ဝင်လာသလား သေးဘူးလားသလားဗောကျုပ်လေးကကျုပ်ကိုမျက်စာပစ်တယ်ကျုပ်လည်းခေါင်းညင်ပြရတယ်ဘွဲတော့ထကျန်းလို့မဖြစ်သေးဘူးဗျာဟောပြီလားငါကောင်ရစားပါအောင်ကွာစားမယ်စားမယ်အကုန်စားမယ်ဟိဟိငါဆွေရစားမယ်ပြောတိုင်းသူ့လွယ်ထဲကဟင်းနေထုတ်ပေးနေတာကဥပပိုင်းတစ်ခုခုလုံနေမှကျုပ်ကတိလိုက်ပါပြီသူ့လွယ်ရေစုပ်ထဲမှာဟင်းနေဒီလောက်ထဲလို့ရအောင်မလားထဲလာရင်လည်းအနံ့ရမှာပေါ့အခုကထုတ်ပေးလိုက်တာနဲနာမှမဟုတ်ပဲဗျာ မဆွေကစားစီစားနေတာကောင်းချင်းတို့တွေရောငှက်ပြောသူတွေရောစုံလို့ဗျာနောက်ဆုံးတော့ဥပသာကကွင်းရတရားရာပြီးငဆွေကိုလှမ်းပေးတယ်ငဆွေကအဲ့ဒီကွင်းရကိုကင်လိုက်တယ်ဆိုရင်ပဲတကူလုံးကတုံတက်ပြီးဓာတ်လိုက်တယ်လို့ဖြစ်နေတာဗျာဒီတော့မှကလားလို့អော်ပြောတော့တာလေတန်နားထောင်တာတော့អော်ဆဲနေတယ်လို့ပဲကြွတ်တော့မှနားမလဲတာကိုဒါပေမဲ့လက်ကတော့ကွင်းရကိုခုလိုခုပြူတကူလုံးကတော့ရုံးကန်နေတာပဲဟေ့ကလားမင်းစားလို့ဝါရင်ထွက်တော့လေကွာ ီတော့မှငဆွေရပြန်ချိန်သွားတယ်ဗျ။နောက်တော့ကျုပ်ကလားမဟုတ်ပါဘူး။ကျုပ်ငဆွေပါ။အေးဒါဆိုလဲအစပိတ်အနေနဲ့ကိုလေးတော့ဝါလိုက်စမ်းကွာ။ငဆွေရသူ့လက်ထက်ကကွန်းရအောင်ကြီးရင်းနဲ့လက်တွေတဆက်ဆက်တုံလာတာဗျ။ကျုပ်အဆောက်ကတော့ကလားတည်းထွက်သွားပြီးတော့ငဆွေပြန်ဖြစ်သွားတယ်ထင်တာ။နောက်တော့ဘယ်ဟုတ်မလဲဗျာ။ကလားမထွက်သေးပဲငဆွေရောင်စောင်းနေတာဗျ။ဒါပေမဲ့ဥပါဒာကျွေးတဲ့ကုန်းကိုတော့လုံးဝမစားရဘူးယူ။ဟေးအောင် ငါစားလို့ပြောနေရလေမင်းမစားရင်ငါခုတ်ကြည့်ရမလားအဲ့အချိန်မှာပဲကိုယ့်ရံအကင်ထားတဲ့ငဆွေလက်ကဖြည်းဖြည်းလှုပ်လာတယ်ဗျာပါဇာနာကိုဒီဖြည်းဖြည်းတက်သွားတာငဆွေမျက်နာတော်တော်ကြောက်နေတယ်ပုံမေပြီးတော့ပါဇာကြီးကပြုံးကနေဟသွားတယ်မျက်နာကတော့မလို့ချင်တဲ့ပုံဥပသားကြီးကပညာနဲ့လှုပ်ထားလို့သူ့လက်ကိုသူမတားဆီးနိုင်တဲ့ပုံမေနောက်တော့ကိုယ့်ရံကိုပါဇာထဲကိုသွင်းလိုက်တယ်တစ်ချက်ဝါလိုက်တယ်ဆိုရင်ပဲအတန်ပြေးကြီးနဲ့ထောက်ဝေါ်တော့တာအပါဘာ ။နှစ်ချက်သုံးချက်လဲဝါပြီးရောငါဆိုရတရှုပ်ရှုပ်နဲ့ငိုပါရော။မျက်ရည်လည်းစိကြလာတာဗျ။အောင်မာမင်းကငါ့ကိုလာပြီးတရုပ်ဆောင်ပြနေသေးတယ်။ကဲကွာ။ဒီတော့မှဥပသားကြီးကမတ်တက်ရပြီးငါဆိုရနှစ်သိန်းကိုလဝါနဲ့ဖြောင်းဝင်းနဲ့အုပ်လိုက်တာ။ဖြောင်းဝင်းနဲ့တန်းကြီးနဲ့တူငါဆိုတယောက်ရှေ့ကိုငှက်ဆိုင်ကျသွားတယ်။ကောင်းလဲပြန်ထောင်လာရောမျက်လုံးမျိုးမျက်စက်မျိုးနဲ့ဘာဘာကြောက်ဘာဖြစ်တာလဲ။ဘာမှဖြစ်ပါဘူးကွာဝါဝါအဲ့ဒီကိုလေးပဲဆက်ဝါ ငါဆွေလဲကြောင်တော်တော်နဲ့ကိုုံဆက်သွားတာပေါ့ကျတို့လဲတိလိုက်တာပေါ့ကလာသေးရထွက်သွားပြီးငါဆွေပြန်ဖြစ်နေပြီဆိုတာငါဆွေရကိုုံကို50ကျပ်ဝါပြီးတော့ပြုတ်ပြုတ်တက်လာတာဗျာဒါနဲ့သူ့ဘေးနောက်ဝေါကနေဝေါကနေအန်ချတယ်ငါဆွေပါဇက်ထဲကအန်နေတဲ့ပြက်ကအင်ဂျင်ရွက်နှူတွေကြီးပဲအရွက်တွေထွက်လာတာတပြီလောက်တော့မကောက်ဘူးထင်တယ်ဗျာ9မိနစ်လောက်စိတ်တန်းကြအန်သွားပြီးတော့မှအန်ရက်သွားတာပြုဒီတော့မှငါဆွေကိုမေးရတယ် ကျန်တဲ့လူတွေကလည်းတစ်လုံးတွေကိုပိုင်းဖို့ဆက်လို့ရတာပေါ့ငါတောင်ပေါ်တက်သွားပြီးတော့တောင်ထိပ်တန်းမှာတပင်လုံးပွင့်တဲ့အင်ဂျင်ပင်ပြိုလေးကိုတွေ့ရဲကွာဒါနဲ့အပင်ပေါ်တက်ပြီးပန်းခုတော့တစ်ပင်အောက်ကနေတကူလုံးမဲနေပြီးစပင်ကိုလိန်ကောက်နေတဲ့ကလားတယောက်ကငါ့ကိုလာမော့ကြည့်တယ်ကလားမှာဝတ်စားမပါဘူးကွာခါမှာတော့လန်ကွတီလေးပတ်ထားတယ်ငါလည်းဘသူဆိုပြီးတော့အပင်ရောက်ကိုဆင်းလာတော့တိတ်ခိုင်းပုံကချော်ကြအပင်ရောက်ရောက်တော့ငါဘာဖြစ်သွားမှမသိဘူးဟေ့ ဥပဒါကြီးကရည်ရဲဗျဟာဟာဟာအစားအသောက်မတ်တဲ့ကလားအငတ်အခုတော့ဝါသွားပြီမလားအဲ့ဒါဥပဒါကြီးပညာနဲ့လုံးလိုက်တာမလားအေးလေကွာဒီကောင်စားနေတယ်ဆိုလို့အင်ဂျင်ရွက်ကိုဟင်းလုပ်ပြီးကျွေးလိုက်တာဟေ့ဖိုးကလားမင်းတော်တော်ဝါသွားပြီလားဟာဟာဟာဥပဒါကြီးမောနေပြီပဲကျွတ်တူကတော့တော်တော်လန့်နေတာဗျအစားကြိုက်တဲ့ကလားသေးရောတော့မှတ်သွားပုံရတယ်ဗျဥပဒါကြီးနဲ့တွေ့မှအင်ဂျင်ရွက်တွေကိုဟေ့အမှန်နဲ့လွှဲလိုက်ရတာဟုတ် နောက်တော့မှကျုပ်လက်စိတ်ထဲမှာတွေးတွေးပြီးကလာသေးရဲ့အဖြစ်ကိုပြောမိတာပေါ့သူမှာတော့ဟင်းဆိုပြီးစားလိုက်ရတာပလုတ်ပလောင်းတယ်ကိုစားတာတကယ်တော့ဥပသားကြီးကပညာနဲ့လှုပ်ထားတဲ့တိရွတ်လေးဆိုတာ तू သိရင် तू ဒီလိုစားပါမလားပုံမှန်လှုပ်တာတက်ကို၃လောက်ကိုမြန်မြန်လှုပ်ပြီးတော့တောင်ပေါ်ကနေတစ်တေထမ်းပြီးဆင်းလာတာပေါ့ညနေမဆောင်ခင်မှာတောင်ယူကနေလဲနေပြန်ထွက်ခဲ့ကြတယ်အချောတက်ဖို့နဲ့လိုးလိုပုံဖော်ဖို့ကတော့ရွာရောက်မှလှုပ်လေရတယ်မလား ငဆွေကတော့ဇွဲမလျှော်သေးဘူးတောင်စင်းမှာအင်ဂျင်ဘက်နေခူလာလိုက်တာတပွေကြီးပဲဥပဒါတော့အင်ဂျင်ရွက်တူကိုတောင်တလုံးခူလာတာအပြည့်ပဲဥပဒါအဲ့တရတီးကဘာလို့ပို့လဲကြော်စားဖို့လားမင်းနဲ့ကွာဒီအချိန်ဆိုရင်မျက်စုံမျက်နှာကရှားသွားပြီမလားနားတွေကိုပြောင်းရိုးလို့ကောက်ရိုးလို့အချောက်တွေကြွေးနေရပြီလေဒါဆိုအခုလိုအချိန်လေးမှာအင်ဂျင်ရွက်နူစင်းစင်းလေးတွေနုံနုံဆွေးပြီးထည့်ကျွေးရင်နွားတွေကတအားစားတာကွာ သူတို့လည်းအင်ဂျင်ရကိုကြိုက်တာလဲပါတာပေါ့ကွာအိမ်ကနွားကတော့ကောက်ရိုးကြီးပဲကျွေးရင် မစားချင်တော့ဘူးပြုံလဲဒီနေ့စမ်းကျင်သေးတယ်ဒါပေမဲ့အင်ဂျင်ရတွေခူလာဖို့မေ့သွားတယ်ဗျာအင်ဂျင်သားတွေတည်ပြီးအင်ဂျင်ဝင်တွေခူလာတဲ့ချက်တို့လဲရနေညိုချိန်လေဝင့်မှာငွေကြိုင်လို့နေတာပါပဲပြုနားစရာပေးကြတယ်စာချစ်သူ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဒီမှာလဲဇလန်ငုံလေးမျိုးကိုတင်ဆက်ပေးမှာမဟုတ် ျွန်တော်တို့ရဲ့ channel လေးကိုလာရောက်အားပေးလေပါအောင်လို့လေးစားသွားဖြင့်ဖိတ်မှန်တကားပြုပါရစေ။စာချစ်သူအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။